မင်္ဂလာပါမိတ်ဆွေတို့ကျွန်တော်တို့ရဲ့တဝဲဖားဖားမြန်မာ channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရဲ့စัจ java လာကြီးရဲ့မှာလူသားတွေကပဲအသိဉာဏ်ရှိတဲ့မျိုးစိတ်တွေဒါမှမဟုတ်တခြားအသိဉာဏ်ရှိတဲ့မျိုးစိတ်တွေကိုတခြားနေရာမှာရှိသေးလားတကယ်လို့ဂျူသားတွေဆိုတာတကယ်ရှိရင်ဒီဂျူသားတွေကရောကျွန်တော်တို့လိုပဲဒီ universe ထဲမှာသူတို့ပဲရှိနေတာလားလို့ဒုနေလောက်ပါလားတကယ်လို့ဂျူသားဆိုတာတကယ်ရှိမယ်ဆိုရင်ဒီစัจ java လာတွေကအသိဉာဏ်ရှိမျိုးစိတ်နှစ်ခုကဘလို့ဆက်သွယ်လို့ရနိုင်မလဲ ဒီလိုမျိုးတွေးပြီးတော့ NASA ကဂျူတာရီစီကိုသတင်းပို့တဲ့ project ဒီအများကြီးကိုဆောင်ရွက်ခဲ့ပူပါတယ်3 2 1 MDS we have ignition we have a lift off 1989ခုနှစ်မှာ NASA ကသူ့ရဲ့ Voyager 1အာကာသယာဉ်ကိုရှင်းလင်းပြသတဲ့စစ်ဆေးတစ်ခုနဲ့အတူလွတ်တင်ခဲ့ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းကိုလေ့လာဖို့ပါပဲ။ဒီရက်ထဲမှာကျွန်တော်တို့ကဘာကြီးရဲ့ပြင်ပကကြိုးတွေကျွန်တော်တို့ရဲ့နေမင်းကြီးရဲ့အကျိုးသက်ရောက်မှုတွေ ဒါတွေအပြင်တခြားကိစ္စတွေပါပါဝင်ပါတယ်အရှင်းဆုံးပြောရတော့ဒါကဂျယ်ရီကိုလေ့လာတဲ့ခရီးစဉ် Interstellar ဆက်စင်ကြီးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ Milky Way Galaxy ထဲမှာဂျယ်ရီဆိုတာကသံပေါင်းများစွာမှာကရှိပါတယ်ဒီလိုမျိုးနေအပွဲစည်းတွေကြားထဲကအကွာဝေးကို Interstellar Space လို့သိကြပါတယ်ယနေ့အချိန်ဤ NASA က Interstellar လေ့လာရေးရှင်၅ဇင်းကိုပဲဈေးလွှတ်ခဲ့မှုပါတည်တယ်။ဒီရှင်တွေကိုတော့ Pioneer 10, Pioneer 11, Voyager 1 Voyager 2ပြီးတော့ New Horizon လို့ခေါ်ပါတယ်ဒီရင်90နှစ်က90ငါသာ Interstellar Space ကိုရောက်ဘူးကြပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့နေအပွဲစီအပြင်က Interstellar Space ကိုရောက်နိုင်ဖို့အတွက်အချိန်ကြီးအကြာကြီးဆောင်ရမှာပါရှားအောင်သွားနိုင်တဲ့နှစ်စင်းကလည်းအရန်ကိုမှထူကြပါတယ်သူတို့က Voyager 1နဲ့ Voyager 2ပါသူတို့တွေကကျွန်တော်တို့ရဲ့နေအပွဲစီအတွင်းရှောက်သွားပြီးတော့မှ Jupiter, Saturn, Uranus နဲ့ Neptune တို့ရဲ့လှပတဲ့ပုံတွေကိုပြန်ပို့ပေးပါတယ် ဒီနေ့အချိန်ထိ Voyager 2ကသာလျှင် Uranus နဲ့ Neptune တို့ရဲ့အနာဂတ်ရောင်းသွားနိုင်ခဲ့တဲ့အာကာသယာဉ်ဖြစ်ပါတယ်။ပြီးတော့ Voyager 1ရဲ့ခရီးစဉ်ကအရန်ကိုရှည်လွန်းလာကြောင်းကမ္ဘာနဲ့အဝေးဆုံးခီးကိုသွားနေတဲ့လူသားတွေဖန်တီးထားသမျှပစ္စည်းလိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။2024အောက်တိုဘာလမှာဒီရင်ကကမ္ဘာနဲ့ကီလိုမီတာ24.8ဘီလီယံကျော်ဝေးကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီရင်နှစ်စင်းရဲ့ထူးခြားချက်ကဒီရင်ဒီအပေါ်မှာတခြားဂြိုလ်သားတွေအတွက်သတင်းစကားတွေတင်ပေးလိုက်တာဖြစ်ပါတယ်။ ဒီသတင်းစကားတွေကိုတင်ပြီးတော့ရင်းနှီးစင်းကဆက်ကြဝလာတခွင်ခီးသွားနေခဲ့တာပါဒီသတင်းစကားတွေကိုတနေ့ကျဂျူသားတွေမြင်နိုင်လောက်စီဖို့မျှော်လင့်ချက်တွေနဲ့တင်ပို့ပေးခဲ့တာဖြစ်ပါတယ်ပြီးတော့ဒါတွေကနေတစဉ်ကျွန်တော်တို့ရဲ့အကြောင်းတစုံတရာကိုသိစေချင်တာပါငါတို့ကငါတို့ရဲ့နေအပွဲစည်းတွေကနေအပြင်ကိုထွက်လာခဲ့ပြီးတော့နေမီအစ်တစ်တွေစီကိုခီးဆန့်နေတယ်ဒီသတင်းစကားတွေထဲမှာဘာတွေကိုလျှို့ဝှက်ထားသည်လဲလူသားမျိုးနွယ်ကိုစားနာစာကဂျူသားတွေကိုဘာတွေသတင်းစကားပေးခဲ့တာလဲဖိုယာဂျာတို့ရဲ့အစစ်စင်ရေးအကြောင်းကိုဒီနေ့ဗီဒီယိုထဲမှာလေ့လာကြည့်ရအောင် မိတ်ဆွေကစောင်းစားပြီးချက်မြတ်လို့သူဆိုရင်ကျွန်တော်တို့ Well Power Book App လေးနဲ့မိတ်ဆက်ပေးကြပါတယ်။ကျွန်တော်တို့ရဲ့ App မှာကဘာကျော်အင်္ဂလိပ်စာအုပ်တွေကိုစောင်းဝယ်နေစရာမလိုရန်နေချီဖတ်နေစရာမလိုပဲနဲ့အတန်လေးနဲ့နားထောင်လို့ရအောင်သူရဲ့အနှစ်သာရမပြတ်ဖတ်ရှုနိုင်အောင်လို့အနှစ်ချုပ်တွေတက်ဆက်ပေးနေပါတယ်။စာအုပ်တော့မှာမိနစ်30နဲ့မိနစ်40ကြာတာရှိပါတယ်။စာအုပ်ပေါင်းလေးရာနေချီရှိနေပြီးတော့နေ့စဉ်နဲ့မြတ်စာအုပ်အသစ်တွေလည်းတင်ဆက်ပေးနေတာကြောင့်စာဝင်စားအောင် comment မှာချပေးထားတဲ့ link ကနေ Well Power Book App ကိုသင်ဖုန်းထဲကိုဒေါင်းယူပြီးစမ်းသုံးကြည့်ပါခင်ဗျာ။ မဘာကြီးလည်းလူကြီးလူငယ်မရွေးတက်နိုင်အောင်လို့တလားကို4900ကျပ်ပဲရှိပါတယ်။တနည်းစားတခါနဲ့မဘာကြီးသွင်းရင်တော့တလားကို4000ပဲချတဲ့မှာဖြစ်ပါတယ်။မဘာမဝင်ခင်အခမဲ့စာအုပ်လေးတွေနဲ့စမ်းသုံးကြည့်ပါခင်ဗျ။ဒီနေ့ဗီဒီယိုကိုမဆက်ခင်မိတ်ဆွေတို့ကိုအကူအညီတစ်ခုတောင်းပါရစေခင်ဗျ။ဒီနေ့ရဲ့ဗီဒီယိုကို like လုပ်ပေးခဲ့ပါ။ဒီလိုလုပ်ရတာကမိတ်ဆွေတို့အတွက်အပန်းမကြီးပါနဲ့။ကျွန်တော်တို့ရဲ့ YouTube algorithm အတွက်အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။ဗီဒီယိုလေးကိုကျွန်တော်တို့ဆက်သွားလိုက်အောင်ခင်ဗျ။ 1965ခုနှစ်က NASA မှာအလုပ်လုပ်ခဲ့တဲ့ engineer တစ်ယောက်ကကျွန်တော်တို့နေအဖွဲ့အစည်းကြီးရဲ့နောက်ဆုံးဂျိုလေးလုံးဖြစ်တဲ့ Jupiter, Saturn, Uranus နဲ့ Neptune တို့က1980ခုနှစ်တည်းအတွင်းမှာထူးခြားတဲ့ geometric အစီအစဉ်ဖြစ်နေတာကိုသတိထားမိခဲ့ပါတယ်။ဒီလိုမျိုးထူးခြားတဲ့ပထဝီမြေပြင်အခြေအနေကနှစ်ပေါင်း185နှစ်မှတခါသာဖြစ်လေရှိတာပါ။ဒီအခြေအနေကဘာကြောင့်ထူးခြားသလဲဆိုရင်ဒီကနေ့ဖြစ်ပေါ်လာတဲ့ gravitational force တနည်းအားဖြင့်ဂျိုလေးလုံးရဲ့မြေဆွေးအားကိုသုံးပြီးတော့လှုပ်တင်လိုက်တဲ့အာကာသရှင်တွေကို လောင်စာစီတင်းနဲ့အချိန်နည်းနည်းနဲ့ဒီဂျိုရီအနာကနေဖြတ်တန်းသွားနိုင်စေပါတယ်ဒီနီလန်ကို gravity s6 လို့ခေါ်ပါတယ်ဒီနီလန်ကဂျိုတလုံးသုံးဖို့အာကာသနဲ့မျောပါနေတဲ့အရာဝတ္ထုတစ်ခုရဲ့ဒုတင်သိသေးစားကိုသုံးပြီးတော့ရင်းရဲ့အလျင်နဲ့ဥဒိယကိုပြောင်းလဲတဲ့နီးပါဒီဥပဒေသားအပေါ်မူတည်ပြီးတော့ NASA က Voyager 1နဲ့ Voyager 2ရဲ့ဆက်စင်ရေးကိုအစီအစဉ်ရေးဆွဲခဲ့ပါတယ်ဒါကြောင့်လေထောင်ကွန်းနဲ့89တနစ်ထဲမှာဒီအာကာသရဲ့နှစ်စင်းစလုံးကိုလွတ်တင်ခဲ့တာပါ ဒီစစ်စင်ရေးအရာဖွေရကြဝမ်းကဂျူပီတာနဲ့ဆေတန်တို့အနာကနေကပ်ပြန်ရမှာဖြစ်ပြီးတော့မှအထူးသဖြင့် Saturn ရဲ့လ Titan ကိုအဓိကအာရုံစိုက်ရမှာပါဖွေရကြ2ကတော့ဂျူပီတာ Saturn နဲ့ Uranus Neptune တို့ကိုဖြတ်သန်းသွားရုံပါပဲဒီရင်နှစ်စင်းလုံးရဲ့ဒီဇိုင်းကခက်ဆင်စင်ပါရင်နှစ်စင်းလုံးကို Radio Isotope Thermo Electric Generator 3လိုင်းနဲ့စွန့်ရပေးလည်ပတ်စီပါတယ်ဆိုလာစွန့်ရအောင်မပါပါဘူးဘာကြောင့်လဲဆိုတော့ မားစ်နဲ့ဂျူပီတာကိုကြော်သွားရင်တော့ဆွေငါအသုံးမဝင်တော့ပါဘူးဒီလောက်အကွာဝေးကိုရောက်သွားရင်နေအောင်ကြီးကနေဆွေပြန်ထုတ်ရလောက်တဲ့အထိပြင်ရကမရှိတော့ပါဘူးဒီရင်ရဲ့စစ်စင်ကြီးကနေအပွဲစီရဲ့အကြော်အထိကိုသွားမှာဖြစ်တဲ့အတွက်ဒီဆက်တွေကိုရေဒီယိုတတိကျဖလူတိုနီယံတွေနဲ့ဆွေပေးခဲ့တာပါဖလူတိုနီယံထွက်စင်တွေကပျက်စီးလာတဲ့အခါအပူဆွေထွက်လာပါတယ်ဒီအပူကိုလျှက်စစ်ဆွေအနေနဲ့ပြောင်းလဲနိုင်ပါတယ်ဒါကြောင့်လဲဒါကိုရေဒီယိုအိုက်ဆိုတိုပ် thermoelectric generator လို့အမည်ပေးထားတာပါ ဒီပြင်ကမှအာကာသရဲ့နှစ်စင်းစလုံးမှာသိပ္ပံပစ္စည်းဆင်ပြပါဝင်ပါတယ်။ကင်မရာနှလုံးနဲ့ထပ်ပုံရက်ကွေးစနစ်ဟိုက်ဒရိုဂျင်ပါဝင်မှုကိုတိုင်းတာဖို့အတွက်စပက်ထရိုမီတာတစ်လုံးအာကာသရဲ့ကခရမ်းလွန်ရောင်ကြီးပါဝင်မှုနှုန်းအယ်ထရာဗိုင်ယိုလက်အက်တီဗီတီကိုတိုင်းမှု နောက်ထပ်စပက်ထရိုမီတာတစ်လုံးဂျူရီရဲ့တန်လိုက်စက်ကွင်းတွေကိုတိုင်းတာဖို့မက်ဂနက်တိုမီတာကမ္ဘာနဲ့ဆက်သွယ်ဖို့အတွက်မြင့်အားမြင့် high gain antenna စနစ်တခုပြီးတော့ရောင်ကြီးသိမ်းမှုအခြေအနေအနေမြင့်ကိုတိုင်းတာဖို့တခြားပစ္စည်းအသေးလေးတွေပါဝင်ပါတယ် ဆွေးစားဖို့ကောင်းတာကတော့ Voyager 2ကို1ရက်အရင်လွှတ်လိုက်တာပါ Voyager 2ကို1989ခုနှစ်အောက်တိုဘာ20ရက်နေ့မှာလွှတ်တင်ခဲ့ပြီးတော့1ကိုတော့16ရက်အကြာ1989စက်တင်ဘာလ5ရက်နေ့မှာလွှတ်တင်ခဲ့ပါတယ် Voyager 1ကို NASA Kennedy Space Center ကနေလွှတ်တင်ခဲ့ပါတယ် Voyager 1ရဲ့လမ်းကြောင်းက Voyager 2ထက်ပိုပြီးတော့မှလည်းတိုးသလိုပိုပြီးတော့လည်းမြန်ပါတယ်ဒါကြောင့် Voyager 1က1989ခုနှစ်မတ်လမှာတော့ Jupiter ကိုအရင်ရောက်ခဲ့ပြီးဒီအန်ဩစရာကောင်းတဲ့ time lapse ကိုရက်ကူးနိုင်ခဲ့ပါတယ်။ဒီ time lapse ကိုဓာတ်ပုံ66ပုံနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ဓာတ်ပုံဓာတ်ပုံချင်းစီကို Jupiter ဂျိုတစ်ပတ်လဲပြီးတိုင်းမှာရက်ကူးထားတာပါ။ Jupiter ဂျိုတစ်ပတ်လဲဖို့အတွက်အချင်းဆင်းလိုက်ကြပါတယ်။ဒီအချင်းက Jupiter ဂျိုနဲ့သူ့ရဲ့လတွေကိုကျွန်တော်တို့ပထမဦးဆုံးမြင်ရတဲ့အချိန်ပဲဖြစ်ပါတယ်။ပြီးတော့ Jupiter rings တွေအကြောင်းကိုပထမဆုံးချိန်တွေ့ရှိခဲ့ရတာလည်းဒီအချိန်ပဲဖြစ်ပါတယ်။လူတွေထင်နေကြတာက Saturn စီမှာပဲဒီလို rings တွေရှိတယ်ဆိုတာပါ။ဒါပေမဲ့လည်း Jupiter မှာလည်း rings တွေရှိပါတယ်။ဒါပေမဲ့အနာကိုကတ်မှတ်သွားသလိုရော ဒါတွေကိုရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်ပါဘူး။ဂျူပီတာကျွန်းနဲ့သူ့ရဲ့လတွေသူ့ရဲ့ range တွေဒါတွေသုံးခုကိုစုပေါင်းပြီးတော့မှ Jovian system လို့ခေါ်ပါတယ်။ Jovian ဆိုတဲ့ဇာလုံးကယောမဘာသာကနေဆင်းသက်လာတာဖြစ်ပြီးတော့ကောင်းကင်နဲ့မိုးဂျိုနဲ့ဖျား Jove လို့အဓိပ္ပာယ်ရပါတယ်။ပြီးတော့ Jovian နောက်တဲ့နာမည်တစ်ခုကလည်း Jupiter ဖြစ်ပါတယ်။ဒါကြောင့် Jupiter ဂျိုလို့နာမည်ပေးခဲ့တာပါ။အခုကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းထဲမှာ Jupiter လိုမျိုးဂျိုသုံးလုံးရှိပါတယ်။တို့တွေကတော့ Saturn, Uranus နဲ့ Neptune တို့ပါ။ ဒီဂျိုရီအနီးနားဘက်လည်းမှာ range တွေတလုံးမကတဲ့လရီရှိကြတယ်။ဒါအပြင်ဒီဂျိုရီကတန်းငွေတွေနဲ့ပြည်နေပါတယ်။ဒါကြောင့်လည်းဒီဂျိုလေးလုံးကို Jovian Jewelry, Jupiter နဲ့မျိုးစားတူဂျိုရီလို့ခေါ်ပါတယ်။ဒီ Jovian System ကိုလေ့လာနေစဉ်အချိန်က Jupiter ရဲ့ L10 အပေါ်မှာဖြစ်ပွားနေစဉ်မိတာလို့ရှားမှုကို Voyager 1ကတွေ့ရှိခဲ့ပါတယ်။ဒါကလည်းတခြား Jupo ကမိတာပောက်ကွဲမှုကိုကျွန်တော်တို့လူသားတွေပထမဆုံးတွေ့ခဲ့ရတာဖြစ်ပါတယ်။ Voyager 1 Jupiter ပေါ်မှာရောက်ခင်က Jupiter မှာလ73ဆင်းရှိတယ်လို့ကျွန်တော်တို့ကထင်ခဲ့ကြတယ်။ ဒါပေမဲ့ Voyager 1အဲ့ဒီကိုရောက်တော့နောက်တဲ့လမ်းနှစ်စင်းကိုချက်ပြီးတော့မှတွေ့ခဲ့ရပါသေးတယ်။လမ်းနှင်းငယ်ကြပြီးတော့1989ခုနှစ်ဇူလိုင်လ9ရက်နေ့မှာ Voyager 2က Jupiter ဆီကိုရောက်ရှိလာခဲ့ပြီးတော့သူကပို့ပြီးတော့မှနင်းနီကက်ကက်အထိသွားနိုင်ခဲ့ပါတယ်။သူဒီလိုအနာခံနိုင်ခဲ့တာကြောင့်ကျွန်တော်တို့ကနောက်ထပ်လာတဲ့စင်းကိုချက်ပြီးတော့မှတွေ့ခဲ့ရပါတယ်။ဒီလိုမျိုး Voyager ဆက်စင်ရေးတွေကနေတွေ့ရှိမှုတွေကြောင့် Jupiter ကျွေးရဲ့လအရေအတွက်က73စင်းကနေ76စင်းထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သင်သိပါသလားမိတ်ဆွေ။ နောက်ထပ်ဂျိုး95စင်းကိုလည်းတွေ့ရှိခဲ့ပါသေးတယ်။ဟုတ်ပါတယ်။လ95စင်းကဂျူပီတာဂျိုးကိုလက်ပတ်နေခဲ့တာပါ။တနေ့ခွဲလောက်ကြာပြီးတော့1980ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာ Voyager 1က Saturn ဂျိုးရဲ့အနားကိုရောက်ခဲ့ပါတယ်။ဒီအချိန်မှာ Voyager 1ရဲ့အရှင်တုံးက Voyager 2တဲ့အများကြီးပို့ပြီးတော့မြင့်နေပြီဖြစ်ပါတယ်။ Voyager 2အတွက် Saturn ဂျိုးကိုရောက်ဖို့အချိန်ကိုလာပို့ပြီးတော့မှကြာခဲ့ပါတယ်။ Saturn စီကိုရောက်လာတာနဲ့ Voyager 1က Atlas, Prometheus နဲ့ Pandora ဆိုတဲ့လ30စုံကိုတွေ့ရှိခဲ့ပါတယ်။ ဒီထဲမှာပန်ဒိုရာဆိုတာကကျွန်တော်တို့ကြည်ဘူးတဲ့အင်ဗာတာရုပ်ရှင်တွေကလူပြားကြီးရဲ့ဂျူရဲ့နာမည်နဲ့အတူတူပါပဲ။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပန်ဒိုရာဆိုတာကအစီတန်းလားတွေကတစင်းဖြစ်ပါတယ်။အဲ့ဒီချိန်ကအစီတန်းဂျူမှာရှာတွေ့ထားတဲ့ဂျူ15စင်းရှိပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ရှာတွေ့ထားတဲ့လ146စင်းရှိနေပါပြီ။ Voyager 1ကဒီလားတွေအများကြီးပုံကိုရကူးနိုင်ခဲ့ပါတယ်။ဒီထဲကတချို့ကအခုပြပေးပါမယ်။သူတို့အထဲမှာစိတ်ဝင်စားဖို့အကောင်းဆုံးဆိုရင်တော့ Titan လို့ခေါ်တဲ့လပါပဲ။ဘာကြောင့်လဲဆိုတော့ကဘာကြီးပြင်ကျွန်တော်တို့ရဲ့နေအပွဲစီထဲမှာရေတွေကိုအရေးချေနေနဲ့တွေးမြင်ရတဲ့နေရာကဒီဂျိုတခုပဲရှိပါတယ်။ဒါကြောင့်လဲတိပံရုပ်ရှင်တွေအတော်များများကိုဒီအချက်ပေါ်မှာအခြေခံထားပြီးတော့ Titan လကိုလူသားတွေနေထိုင်နိုင်တဲ့သို့မဟုတ်ဂျူသားတွေနေထိုင်နေတဲ့နေရာအဖြစ်ပြသခဲ့ပါတယ်။စေတန်ဂျိုကိုကြော်ပြပြပြီးတဲ့နောက်မှာ Voyager 1နဲ့2ရဲ့လမ်းကြောင်းတွေကကွဲထွက်သွားခဲ့ပါတယ်။ Voyager 2က Uranus နဲ့ Neptune ကိုဆက်သွားခဲ့ပြီးတော့ပထမဆုံးနဲ့တခုတည်းသောဒီဂျိုတွေနာအထိပြန်တန်းနိုင်ခဲ့တဲ့လူလုပ်ပစ္စည်းဖြစ်ခဲ့ပါတယ်။ 1986ခုနှစ်မှာ Uranus ကိုဖြတ်သွားခဲ့ပြီး1989ခုနှစ်မှာ Neptune ကိုဖြတ်သွားခဲ့ပါတယ်။ဒီလိုဖြတ်သန်းသွားနေတော့မှကျွန်တော်တို့ကဒီလိုအံ့ဩစရာကောင်းတဲ့ပုံတွေကိုရရှိခဲ့ပါတယ်။တခြားတစ်ပတ်မှာ Voyager 1ကသူ့ရဲ့လမ်းကြောင်းကိုပြောင်းလဲခဲ့ပြီးတော့မှ Eclectic Plane ကိုဆုံးခွာခဲ့ပါတယ်။ Eclectic Plane ဆိုတာကတော့နေလုံးကြီးကိုလှည့်ပတ်နေတဲ့ကျွန်တော်တို့နေအဖွဲ့စည်းတွေက Julia Jupiter Land ကိုစေကွင်းရေပုံဖော်ထားတဲ့လွင်ပြင်ဖြစ်ပါတယ်။ဒါကို 3D နဲ့ပုံဖော်ကြည့်မယ်ဆိုရင်ဒီလိုပုံစံရပါတယ်။ ူရီရဲ့လွင်ပြင်တွေကဒီဂရီနည်းနည်းလောက်တော့ကွာခြားမှုရှိနေပါတယ်။ဒါပေမဲ့သူတို့ကပြန်ပြူးနေတဲ့လွင်ပြင်ကြီးတစ်ခုနေနေပါပဲ။ဒါပေမဲ့ Voyager 1ကဒီလွင်ပြင်အပေါ်ဘက်အမြင့်မှာပြန်တန်းခဲ့တာပါ။ဆွေရတွေရဲ့အကူအညီကိုယူပြီးတော့ Voyager 1ရှင်ကအရန်ကိုအချိန်မြန်လာခဲ့ပါတယ်။ဒီနေ့မှဒီရင်ကတနအီကိုကီလိုမီတာ6000အချိန်နှုန်းနဲ့အာကာသကိုဖြတ်ပြီးတော့ပြန်တန်းနေပါတယ်။ဒီ diagram လဲမှာ Voyager 1နဲ့2ရဲ့ဒီနေ့အကြမ်းမြင့်ကိုတွက်ကြည့်နိုင်ပါတယ်။ခေါင်ကွက်90ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာ Voyager ရဲ့ Interstellar Mission စတင်ခဲ့ပါတယ်သူတို့ရဲ့တရားဝင်ရည်ရွယ်ချက်ကနေအောင်ကြီးရောက်နေတဲ့နေရာထပ်ပို့ပြီးတော့သွားနိုင်ဖို့ပါဒီလိုစတင်ခဲ့ပြီးနောက်တလ1990ခုနှစ် Free Fighter 14ရက်နေ့ Valentine နေ့မှာ Voyager 1ကဒီနာမည်ကြီးတဲ့ပုံ The Pale Blue Dot ကိုရိုက်ကူးနိုင်ခဲ့ပါတယ်ဒီတဲ့ပုံကို Voyager 1ကကမ္ဘာနဲ့ကီလိုမီတာ6ဘီလီယံအရောက်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်ပုံထဲမှာကျွန်တော်တို့ရဲ့ကမ္ဘာကြီးကအပြာရောင်အဆက်ကလေးတစ်ဆက်အနေနဲ့ပဲပါလာခဲ့ပါတယ်ဒီရွှေတောင်ကနေပဲ Voyager 1ရဲ့ကင်မရာကကျွန်တော်တို့ရဲ့နေရာဖွဲ့စည်းအတွင်းဘက်ကို ဆယ်ဖီရိုက်ကူးခဲ့ပါတယ်ဒီပုံထဲမှာ Venus Art Jupiter Saturn Uranus နဲ့ Neptune ဓာတ်တွေအားလုံးကိုတစုတဝေးတွေကနေမြင်တွေ့ရပါတယ်ဒါပေမဲ့မိတ်ဆွေကပုံထဲမှာ Mercury နဲ့ Mars ကိုရှာနေတာဆိုရင်တော့နေအောင်ရဲ့အလင်းပြန်မှုကြောင့်မြင်ရမှာမဟုတ်ပါဘူးပြီးတော့ကျွန်တော်တို့ရဲ့ဂျူသေးလေးဖြစ်တဲ့ Pluto ကိုဂျူတလုံးနေနဲ့မတတ်မတော့ပါဘူးဒါကြောင့်လည်းဘယ်သူကမှဂရုမစိုက်ကြတော့သလိုဒီပုံထဲမှာလည်းမြင်ရဖို့ကအရေးကိုသိနေနေပါတယ် ဒီလိုမျိုးနောက်ဆုံးပုံအနေငယ်ကိုရိုက်ကူးပြီးတော့မှ Voyager 1ရဲ့ကင်မရာတွေကစွန့်ရတဲ့ memory ကိုရော့သွားစေဖို့တပိတ်ချသွားခဲ့ပါတယ်။တကယ်ကလည်းဒီနေရာတွေကိုကြော်သွားရင်အာဂါတာကြီးရဲ့အတိအမောင်ကြီးတွေမှာဘာကုမလည်းမြင်ရတော့မှာမဟုတ်ပါဘူး။ Voyager 1ကရှေ့ကပဲဆက်တိုးနေပြီးတော့မှ Interstellar Space ရဲ့အမောင်တူကြီးတွေကိုပဲတွားနေခဲ့ပါတယ်။ဒီနောက်မှာလည်းနှစ်ပေါင်းများစွာကြာသည့်အတိ Voyager 1စီကနေအထွေထူးထပ်မမြင်ခဲ့ရပါဘူး။1998ခုနှစ်မှာကမ္ဘာနဲ့ဝေဆုံရသွားတဲ့လူလုံးပစ္စည်းအဖြစ်မှတ်တမ်းသေးလေးဝင်သွားခဲ့ပါတယ် ်ဒီနောက်2004ခုနှစ်မှာဖူရကြဝမ်းက termination shock ကိုဖြတ်သွားပြီလို့ဆိုကြပါတယ်ဒီနေရာကကျွန်တော်တို့ရဲ့နေအပွဲအစည်းကြီးရဲ့နေဆက်ပဲဖြစ်ပြီးတော့ solar wind နေရုတ်တရက်ချဆင်းသွားတဲ့နေရာပဲဖြစ်ပါတယ် solar wind ဆိုတာကဘာလဲသိပါသလားဒါတွေကနေလုံးကြီးကနေထုတ်လွှင့်ပေးလိုက်တဲ့ charge particles တွေဖြစ်ပါတယ်သူတို့ကနေအပွဲအစည်းကြီးခုရဲ့အနီးတစ်ဝိုက်မှာဘူပေါင်းလိုပုံစံလေးတွေနဲ့ပေါ်နေတတ်ပါတယ်ဒီဘူပေါင်းကိုတော့ heliosphere လို့သိကြပါတယ်။ပြီးတော့ဒီ heliosphere တွေက ကျွန်တော်တို့ကို interstellar radiation တွေကနေကာကွယ်ပေးပါတယ်ကျွန်တော်တို့က heliosphere ရဲ့အဆက် heliopause တွေကိုရောက်တဲ့အခါမှာ solar winds တွေကအားနေသွားခဲ့ပါတယ်ဒီ diagram ကိုကြည့်လိုက်မိတ်ဆွေပို့ပြီးတော့မှနားလည်သွားပါလိမ့်မယ်နေလုံးကြီးရဲ့အနီးဆုံးမှာရှိနေတာတွေအားလုံးကဂျူတွေပဲဖြစ်ပါတယ်လက်ကျွန်းကြီးရဲ့နောက်မှာကဘာကြီးရဲ့အနားကိုရောက်လာတဲ့ comets တွေကိုထင်းသိမ်းပြီးတဲ့ jupiter belt ဆိုတာရှိပါတယ်ဒီအကြောင်းတွေကိုအောက်ကခဲ့တဲ့ကြောင့်ဗီဒီယိုတစ်ခုမှကျွန်တော်ပြောခဲ့မှုပါတယ်။ Termination Shock Area ကဒီနေရာလောက်ကနေစပါတယ်။ သူရဲ့နောက်မှာက Heliopox စီးမြင်းကိုရောက်ပါပြီ Heliopox ရဲ့နောက်မှာက Bowave ဒေတာကိုပုံနေများစွာမှာတွေ့ရနိုင်ပြီးတော့မှသူရဲ့နောက်မှာကတော့ Interstellar ကြီးစပြီးပဲဖြစ်ပါတယ်သိပ္ပံပညာရှင်တွေများစွာယုံကြည်မှုတွေပေါ်အခြေခံထားပြီးတော့မှ Voyager 1ကိုဒီဒေတာတွေစီကိုလွတ်တင်နေတာဖြစ်ပါတယ်2012ခုနှစ်ဩဂုတ်လ25ရက်နေ့မှာ Voyager 1က Heliosphere ကိုဖြတ်ကျော်သွားပြီးတော့မှ Interstellar Space တဲဘူးဝင်ရောက်သွားပါတယ် ဲဒီအချိန်ကစပြီး Bullshock Region နဲ့ပတ်သက်လို့သိပ္ပံပညာရှင်တွေအတွေ့အမြင်တွေကလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့ကမှသိပ္ပံပညာရှင်တွေကဒီနေရာကို Interstellar ရောင်ခြည်တွေနဲ့ Solar Wind တွေဆုံတွေ့ရနေရတခုအဖြစ်ယုံကြည်ခဲ့ကြပါတယ်။ဒီနေရာကိုသူတို့ကတိကျစွာဘိုင်းပြတ်သတ်မှတ်မှထားတဲ့ရောထွေးနေတဲ့ဒေတာတခုအဖြစ်မှတ်ယူထားခဲ့ကြပါတယ်။ဒါပေမဲ့မေးစုတွေတွေးကြည့်လိုက်ပါ2012ခုနှစ်မှာမှ Voyager 1ကနေမြေစီးမင်းကိုဖျက်ချော်ခဲ့တာဖြစ်ပါတယ်။ဒီ Interstellar အာကာသဝေယဘုအတွက်ဒီစစ်စင်ကြီးကအချိန်22နှစ်ယူခဲ့ရပါတယ်။ NASA အတွက်ဒီအချိန်တွေကိုတည်ရဖို့အတွက်လည်းအချိန်၈လကြာမြင့်ခဲ့ပါတယ်။ သူတို့အထက်ကထက်ကစစ်ဆေးပြီးတော့မှလွန်ခဲ့တဲ့နှစ်တွေကအချက်လက်တွေကိုပါပြန်ပြီးဆန်းစစ်ခဲ့တာပါဒီလိုနဲ့2013ခုနှစ်စက်တင်ဘာလမှာတော့လူသားတွေပြုလုပ်ခဲ့တဲ့ပထမအဦးဆုံးအရာဝတ္ထုတစ်ခုကကျွန်တော်တို့နေအပွဲစည်းရဲ့ပြင်ပကိုရောက်သွားပြီဆိုတဲ့အကြောင်းကြေညာခဲ့ပါတယ်ဒီလိုမျိုးသိပ္ပံဤကြအချက်လက်တွေကြောင့်ကျွန်တော်တို့ကအာဃာသလ ీల ဆူဆိုင်းရေးမှာအဆင်ပြေတိုးတက်မှုတွေကိုဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာတခုမေးစရာရှိလာတာက Voyager 1ဒီလိုမျိုးဖြတ်ကျော်သွားနေတာကိုကျွန်တော်တို့ဘယ်လိုသိပါသလဲမေးစုဒီမေခွန်းရဲ့အဖြေကတော့ရင်ပေါ်မှာတက်ဆင်ပေးလိုက်တဲ့ plasma wave ကရိယာကြောင့်ပဲဖြစ်ပါတယ်။2013ခုနှစ်အေဘီလ9ရက်နေ့နဲ့မေလ22ရက်ကြားထဲမှာဆွမ်းအမြင့်ဆိုလာပောက်ကွဲမှုတစ်ခုကို Voyager 1ကနေမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီပောက်ကွဲမှုကြောင့် Voyager 1ရဲ့အနီးက electronic ကစပြီးတော့မှတုံခါလာခဲ့ပါတယ်။ဒါကို Voyager 1ရဲ့အနားမှာရှိတဲ့ electronic ရဲ့သိပ်သည်းစားက heliosphere နဲ့ရှင်လိုက်အရန်ကိုမြင်မာနေတာကိုသုတေသနပညာရှင်တွေကသတိထားမိခဲ့ကြပါတယ်။ဒါကိုကြည့်ပြီးတော့မှယင်က interstellar space ထဲကိုရောက်နေပြီဆိုတာကိုသိခဲ့တာပါ။ ဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲလို့သင်ကတွေးနေနေပါလေ electron သိသိစားကနေအပွဲစီးရဲ့အတွင်းမှာထက်အပြင်မှာပုံများနေတာဘယ်လိုကြောင့်ပါလဲဒါကဘာကြောင့်လဲဆိုတော့ helio force area အတွင်းမှာ solar wind တွေအကြီးကြီးအားနေသွားရပါတယ် voyager 1က helio force ထဲမှာရှိနေစဉ်က electron သိသိစားကရန်ကုန်နေပါတယ်ဒါကြောင့်သူက interstellar space ထဲကိုရောက်တာနဲ့ရုပ်ရည်ဒီပမာဏမြင်လာပါတယ်ဒီလိုဖြစ်ရခြင်းရဲ့ဂျာတွေကကွာချမှုက helio force ထဲကိုမဝင်ခင် electron သိသိစားက solar winds တွေကြောင့်ဖြစ်ပြီးတော့ ဟီလီယိုပို့စ်တဲကထွက်လာပြီးတော့ကြာအင်တာစလာဝင်တာတွေရောက်မှဖြစ်ပါတယ်။ဒါတွေအားလုံးကိုကျွန်တော်တို့က high gain antenna တွေကိုအသုံးပြုပြီးတော့မှရှာဖွေတွေ့ရှိနေပါတယ်။ဒီတဲ့ပုံတွေသူ့ရဲ့ပစ္စည်းတွေတွေ့ရှိမှုတွေစစ်စင်ရဲ့အရေးကြီးအချက်လက်တွေအားလုံးကိုဒီ antenna ကနေပဲပြန်ပြီးတော့မှထုတ်လွှင့်ပေးပါတယ်။ပြီးတော့လည်းဒါတွေကို NASA ရဲ့ Deep Space Network Station 3ခုနဲ့ဖန်ယူကြည့်ရှိပါတယ်။ဒီအာဂတစကန်3ခုကသူ့ရဲ့တခုချင်းစီကိုကလုံဆောင်ချက်ပြည့်ရှိပါတယ်။သူတို့ကိုကျွန်တော်တို့ကဘာကြီးရဲ့နေရာ3ခုမှာခွဲခြားထားပါတယ်။ California မက်ဒရင်နဲ့ကန်ဘာရာပြည်နယ်ဩစတြေးလျမှာပါဒီပုံထဲမှာဒီစကန်၃ခုကကဘာကြီးရဲ့နေရာအတော်များများကိုလမ်းမိုးထားနေတာကိုမြင်ရမှာပါသုရေသနပညာရှင်တွေကအချက်လက်တွေကိုရတဲ့အခါမှာ Voyager 1 Interstellar Space ကိုဝင်ရောက်သွားတဲ့နေ့ကိုတွက်ချက်ဖို့အတွက်သူတို့ကပြန်ပြီးတော့မှလမ်းကြောင်းလိုက်ပါတယ်ဒီလိုနဲ့ပဲဒီရက်က2012ခုနှစ်ဩဂုတ်လ25ရက်နေ့ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ဖက်ဒါဆန်ဆန်မဲအဲ့ဒီနေ့ကလာဖို့ကိုပထမဆုံးခြေချနိုင်ခဲ့တဲ့အာဂတရင်မူ Neil Armstrong ခွဲလွန်သွားတဲ့နေ့ဖြစ်ပါတယ် It was a public memorial for a very private man. Held in the cathedral was there. So were Armstrong's. အခုချိန်ကြီးကျွန်တော်တို့က Voyager 1ရဲ့အကြောင်းကိုပဲပြောနေခဲ့တာပါ။ဒါပေမဲ့ Voyager 2ကဘယ်လိုဖြစ်သွားပါသလဲ။ Voyager 2ကလည်း Interstellar Space ကိုလွန်ခဲ့တဲ့6နှစ်2018ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာဝင်ရောက်သွားခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်နိုင်ခဲ့တဲ့အာကာသယင်ကလက်ရှိအချိန်ဒီနှစ်ဆင်းပဲရှိပါသေးတယ်။ပြီးတော့ဒီယင်နှစ်ဆင်းလုံးမှာဂျူသားတွေအတွက်သတင်းစကားတွေတင်ဆောင်သွားခဲ့ပါတယ်။အခုဒီယင်နှစ်ဆင်းစလုံးကစံချိန်ဒီမှတ်တမ်းတွေအများကြီးကိုချုပ်ပြတ်နိုင်ခဲ့ပြီမြဲ။ ဂျူသားတွေကိုသတင်းပေးပို့တာကတော့သူတို့ကပထမဦးဆုံးမဟုတ်ခဲ့ပါဘူး။သူတို့ရဲ့ရှေ့မှာဒီလိုလှုပ်ဖို့ကြိုးစားခဲ့တဲ့ Pioneer 10နဲ့ Pioneer 11ဆိုပြီးတော့မှရှိပါသေးတယ်။တကယ်က Voyager အစီအစဉ်တွေအပေါ်မှာတင်ပေးလိုက်တဲ့သတင်းစကားတွေကအရင်က Pioneers အရင်တွေအပေါ်မှာတင်ပေးလိုက်တာတွေဖြစ်ပါတယ်။ Quasar ဆိုလို Voyager တွေကနေပညာအသစ်တွေကိုတုံးပြီးတော့မှအသေးစိတ်ရေးသားထားတဲ့သတင်းစကားတွေကိုတင်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ Pioneer ရင်းနှီးပေါ်မှာကတော့ Aluminium နဲ့ရွှေသက်တုဆက်အပြားတပြားပေါ်မှာသတင်းစကားကိုရေးပေးပြီးတော့မှတင်ပေးလိုက်တာပါပဲ။ ရေးပေးလိုက်တဲ့အမှားစကားထဲမှာကျွန်တော်တို့ရဲ့ကဘာမြေကြီးရဲ့အကြောင်းကိုပဲအဓိကရေးသားထားတာပါ။နာဇာကဒါကိုလူသားတွေရဲ့အမှတ်သင်္ကေတလို့ခေါ်ပါတယ်။ဒီပလိတ်ပြားကအလျား23စင်တီမီတာအနံ15စင်တီမီတာသာရှိပြီးတော့မှရိုင်းနဲ့ရေးသားရတဲ့ပုံစံငါးခုပါဝင်ပါတယ်။ဒီထဲမှာဂလက်ဆီတွေကကျွန်တော်တို့ရဲ့ဒီနေရာအကြောင်းပါဝင်ပါတယ်။ဒီအလဲကရောင်စင်ဖြောက်ထွက်နေတဲ့ပုံကမြေပုံတစ်ခုပါ။ဒီမြေပုံပေါ်မှာနေလုံးကြီးရဲ့ဒီနေရာကို14 pulsar နဲ့ဆက်ဆက်ပြီးတော့မှပြသထားပါတယ်။ ဖန်ဆာတွေဆိုတာကတော့ဒီဆုံးကန်ဒီကျဲတွေကိုပြောတာဖြစ်ပြီးတော့အဆက်မပြတ်လဲပတ်နေပြီးပုံမှန်လိုင်းတူတွေကိုထုတ်လွှင့်ပေးနေပါတယ်။အခြေခံအပြင်တော့ဒီမြေပုံကိုနားလည်နိုင်ဖို့ဆိုရင်တက်ရှိမျိုးနယ်စုတစုရဲ့ညံရီကအခြေခံလောက်ကိုနားလည်နိုင်တဲ့အထိဖွံ့ဖြိုးပြီးသားဖြစ်နေရပါမယ်။ဒီ plug ပြားအောက်မှာကျွန်တော်တို့နေဖွဲ့စည်းကြီးရဲ့ဂျူရီပဲဖြစ်ပြီးတော့ဘယ်ဘက်အစွန်ဆုံးအောက်မှာနေမင်းကြီးကိုပေါ်ပြထားပါတယ်။ပြီးတော့အကွာဝေးတွေပေါ်မူတည်ပြီးဂျူရီကိုအစလက်နေရာချထားတာပါ။ဌာကမနာစာကတတိယမြောက်ဂျူကိုမြှားထုတ်ပြထားပါတယ်။ ။ဒါမှပဲဒီရင်ကဘယ်ကျိုးကနေလာတယ်ဆိုတာကိုသိနေအောင်လို့ပါ။ညာဘက်အလေးလောက်မှာဒီရင်ရဲ့ပုံတူကိုတော့မှရေးဆွဲပြထားပါတယ်။ပြီးတော့လည်းယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရဲ့ရုပ်ပုံကိုလည်းရေးဆွဲထားခဲ့ပါသေးတယ်။ဒါကတော့ဒီရင်ကိုပန်တီးခဲ့တဲ့လူသားတွေဘယ်လိုပုံရှိတယ်ဆိုတာကိုပေါ်ပြဖို့စူးစမ်းခဲ့တာပါ။နာဆာကပြောခဲ့တာကလူသားတွေကဒုတက်မှုဆိုတဲ့ရုပ်ဝတ္ထုပြဿနာတွေထက်ပိုတဲ့စိတ်ဆွဲရင်တွေကိုပိုင်ဆိုင်ချောင်းကိုလည်းဒီ Interstellar ရှင်တွေကဖော်ပြပေးနိုင်ပါတယ်ဆိုတာပါပဲ။ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ဒီအပြားလေးကအခြေခံလောက်ကိုပဲထည့်ပြီးတော့မှရေးပေးလိုက်တာပါ။ဂျူသားတွေကဒီအပြားလေးကိုပြေရှားနိုင်ုံနဲ့ ကျွန်တော်တို့လူသားတွေအကြောင်းကိုတော့လုံးဆုံးသိမသွားနိုင်ပါဘူး။ဒါကြောင့်လေ Voyager ဆက်စင်ကြီးတွေဘောကသတင်းစကားတွေကပို့ပြီးတော့မှတိကျပါတယ်။ Voyager's ဘောမှာတင်ပေးလိုက်တဲ့သတင်းစကားတွေကဆန်နမဘက်လေရွှေချီတတုဇက်နဲ့ Phonograph Records တပြားတခုပါဝင်ပါတယ်။သူတို့ကရုပ်ပုံကိုအတန်ကောကိုသဲဆောင်ပေးနေပါတယ်။ဒီလိုမျိုး Voyager 1နဲ့2ကသဲဆောင်သွားခဲ့တဲ့ Records တွေ2မျိုးရှိပါတယ်။ဒါတွေကိုအသေးစိတ်ကြည့်လိုက်ကြရအောင်။ကျွန်တော်ပြောခဲ့တဲ့ Phonograph Gramophone လို့လည်းခေါ်ကြတဲ့ဒီပစ္စည်းကဒီလိုပုံစံပါ။ ဒါတွေကအတန်တွေကိုတင်းစင်းနေတဲ့တပြားတွေပါဒါတွေကတချင်ကအတူတပြင်း Voyager တွေကိုတိစောက်နေကြရင်1980ခုနှစ်တည်းမှာအရန်ကုန်မှနာမည်ကြီးခဲ့ပါတယ်ဒီတပြားတွေပေါ်မှာ QV ပုံစံနဲ့မြောင်းလိုင်းလေးတွေပေါ်ထားပါတယ်ကျွန်တော်တို့ရဲ့အတန်တွေကိုဒီမြောင်းလိုင်းတွေမှာထည့်မြုပ်ထားတာပါဒီမြောင်းလိုင်းတွေကိုအတချောင်းနဲ့ပြတ်တန်းသွားစေတဲ့အခါမှာတုံခါမှုကိုပြစ်စီပြီးတော့ဒါတွေကို sound box နဲ့ဖမ်းယူပါတယ်ဒီကြမှာအမိပါတစ်ခုနဲ့ပေါင်းဆက်ပြီးအတန်ကိုပြစ်ပေါ်စေတာကြောင့်အတန်သွင်းထားတဲ့မှတ်တမ်းကိုတပံပြန်ချားရစီပါတယ်များသောအားဖြင့်တော့ခရယာလိုပစ္စည်းမျိုးနဲ့ထွက်လာတဲ့အတန်ကိုချက်ပြီးတော့ဂျီလင်ပြတ်သားစွာနဲ့ချားရစီပါတယ် ီနေ့မှာတော့ဒီလိုနီလန်းမျိုးကိုတုံးထားတဲ့ timetable တွေနဲ့ test set တွေရှိနေပါပြီ။ဒါပေမဲ့နီးပညာကတော့မတူတော့ပါဘူး။ဒီနေ့ခင်မှာကအချောင်းကနေထွက်လာတဲ့တုံခါမှုကိုလက်စစ်ဆွမ်းရည်အနေနဲ့အရင်ပြောင်းလဲစီပြီးအတန်ကိုချက်ပေးလိုက်ပါတယ်။ဒါကိုတော့ phonograph ကလုံးမပေးနိုင်ပါဘူး။ Voyager ဘက်မှာတင်ပေးလိုက်တဲ့အတန်မှတ်တမ်းတွေကို goal record လို့ခေါ်ပါတယ်။ဒီ record ထဲမှာပါတဲ့အချောင်းအရာတွေကိုအပိုင်း၄ပိုင်းခွဲခြားနိုင်ပါတယ်။ပထမဆုံးပိုင်းကိုကဘာပေါ်ကမြင်ကွင်းများလို့ခေါ်ပါတယ်။ဒီထဲမှာဓာတ်ပုံနဲ့ရေးဆွဲထားတဲ့ပုံ135ပုံပါဝင်ပြီးတော့ ကျွန်တော်တို့ရဲ့ဂျိုကြီးနဲ့ဒီပမာဏနေတိုင်းနဲ့မျိုးစိတ်တွေအကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်။ဒီထဲမှာအခြေခံသင်္ချာပညာရဲ့ဓာတုပိဒါနဲ့ယူပပိဒါဆိုင်ရာအချက်တွေကိုလည်းထည့်သွင်းပေးထားပါတယ်။ဒုတိယပိုင်းကတော့ကဘာမြေမှနှုတ်ဆက်ခြင်းလို့ခေါ်ပါတယ်။ကောဝေတူဟောပါ။ဝမ်မန်တူဟင်ရှန်လဲနီမန်။ယူခုံချင်တော့ဆဲလိုက်ဝမ်။ဆယ်ဗေတေကွီကွမ်ကွအက်စတစ်။ဘောနမ်အာဂါဗိုးစ်ဗိုလွန်တာတီမဘဲမုစ်။အက်ပါကမ်ပေရာစထရာဖယ်ရီမုစ်။ဟောလိုက်ဆလူဒိုစ်အတိုဒိုစ်။ تحياتنا للاصدقاء في النجوم يا ليت يجمعنا الزمان ဒီထဲမှာလူသားတွေရဲ့နှုတ်ဆက်စကားကိုဘာသာစကား55မျိုးနဲ့ပြောဆိုထားပါတယ်။ဒီပြင်ကအမေရိကန်သမ္မတဂျင်မီခါတာနဲ့ကမ္ဘာကုလသမဂ္ဂရဲ့အတွင်းမှုချုပ် Cut World Time တို့ရဲ့ကိုရန်ရေးသတင်းစကားတွေကိုလည်းတင်ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့ဒီစကားတွေကိုနားလည်ဖို့ကတော့ဒီဂျူသားတွေအင်္ဂလိပ်စာအရင်နားလည်မှပဲရပါလိမ့်မယ်။တတိယအပိုင်းကကမ္ဘာမြေကြီးရဲ့ဂီတပါ ီအပိုင်းကကဘာကြီးရဲ့မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ခေတ္တတွေကဂီတတန်စင်တွေကိုထည့်သွင်းပေးထားပါတယ်။အရှိတိုင်းကသချင်းတန်စင်အနောက်တိုင်းတန်စင်တွေရဲ့ classic ဂီတ28မျိုးကိုထည့်သွင်းပေးထားတာပါ။ဆိုတော့မြောက်အပိုင်းကတော့ကဘာကြီးရဲ့တန်စင်လို့ခေါ်ပါတယ်။ဒီအပိုင်းမှာကဘာကြီးရဲ့တဘာဝအတန်တွေကိုဖော်ပြထားပါတယ်။ဒီအပိုင်းမှာလူတွေလှူရှားနေတဲ့အတန်ဆက်တွေတဘာဝပတ်ဝန်းကျင်အကြောင်းအရာတွေစသဖြင့်အတန်အတွင်းထားတဲ့ဖိုင်နန်ဆက်တစ်ခုပါဝင်ပါတယ်။ဒီလိုမျိုးပေါ့။ ဒါပေမဲ့ဒီအတန်တွေကိုဂျူသားတွေကြားဘူးကလည်းသူတို့ကဒီဖိုနိုဂရက်ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတာကိုလည်းသိအောင်မှာပါ။ဒါကြောင့်လဲနာဆိုင်အသိပညာရှင်တွေကတိတရထဲမှာညွှန်ကြားချက်တွေကိုထည့်ပင်ပေးထားပါတယ်။သတင်းကောင်းကဒီညွှန်ကြားချက်တွေကိုအင်္ဂလိပ်လိုကြီးထားတာမဟုတ်ပါဘူး။ဒါကြောင့်ဂျူသားတွေနားမလည်မှာကိုတော့စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့သတင်းစိုးကဒီညွှန်ကြားချက်တွေကိုရုပ်ပုံတွေအနေနဲ့ပေါ်ပြထည့်သွင်းပေးလိုက်တာပါ။ဒါကဘာကြောင့်သတင်းစိုးဖြစ်ရတာတော့ ကျွန်တော်ပြောပြပါမယ်ဒီပုံကိုကြည့်ပါဂျူသားတွေကိုခဏထားတင်ကိုယ်တိုင်ပဲဒီပုံတွေကိုကြည့်လိုက်ပါဒီဆက်ကိုဘယ်လိုအလုတ်ခိုင်းရမလဲဆိုတာကိုသင်နားလည်ပါသလားကျွန်တော်ရဲ့မြင်မာတော့ဒီဗီဒီယိုကိုအခုကြည့်နေတဲ့သူ69ရာခိုင်နှုန်းလောက်ကနားလည်မယ်မထင်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းနားမလည်ပါဘူးဒီလိုလူသားတွေရဲ့နေပညာနဲ့လုံးဝရင်းနှီးမှုမရှိတဲ့ဂျူသားတွေကဒီပုံတွေကိုကြည့်ပြီးတော့မှနားလည်မယ်ထင်ပါသလားမိတ်ဆွေကမှဒီပုံလေးပြောနေတာလဲဆိုတာကိုဗီဒီယိုအောက်ကစာတန်းကိုကြည့်ပြီးတော့မှနားလည်နိုင်ပါသေးတယ် တကယ်တမ်းကဒီ phonograph စက်တွေကိုဘယ်လိုဖွင့်ရမလဲဆိုတာကလွယ်လွယ်လေးပါထပြားခွေကိုယူမယ်ဘူးဘော်ကိုတင်လိုက်မယ်ပြီးတော့အက်ကိုထပြားပေါ်မှာတင်လိုက်ယူမယ်ဒါပေမဲ့ဒီပုံတွေကိုကြည့်ပြီးတော့ဒီပေပေါ်ရတာကပိုခက်ပါတယ်မိတ်ဆွေတို့မြင်လိုက်တဲ့ဓာတ်ပုံတွေ1989ခုနှစ်ကဒီရွှေရောင်ဓာတ်ပြားပေါ်ကပုံတွေအတွက် JPEG လိုမျိုးအခရီးတွေပေါ်မှာ digital format ကြိုင်လို့ရတဲ့နည်းစနစ်ကအဲ့ဒီခေတ်ကမပေါ်သေးပါဘူး Voyager တွေရဲ့ကွန်ပျူတာတွေကိုယ်တိုင်ကက69 kilobyte data ကိုပဲသင်းစဲပေးနိုင်ပါတယ်69 kilobyte ဆိုတာက 0.07 megabyte ပါဒါကဓာတ်ပုံတစ်ပုံအတွက်တော့မှမလုံလောက်ပါဘူးဒါကိုဒီလိုမျိုးဓာတ်ပုံ135ပုံထည့်သိမ်းမှုဆိုတာကအဲ့ဒီအချိန်ကမဖြစ်နိုင်ပါဘူးဒါကြောင့်လည်း NASA ကဒီအခွေဒီပုံမှာရုပ်ပုံဒေတာတွေကိုဘလို့သိမ်းစေရမလဲဆိုတာနီးလန်းအသိဉာဏ်ခဲ့ပါတယ်သူတို့ကဒီပုံတွေကိုမျက်နှာပြင်တစ်ခုပေါ်မှာထိုးပြပြီးတော့ TV ကင်မရာတစ်ခုနဲ့ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်ပြီးတော့ဗီဒီယို signal တွေကိုတန်လိုင်းနေအဖြစ်ပြောင်းလဲခဲ့ပါတယ်ပြီးတော့ဒီပုံတွေကိုတန်ပုံစံနေနေနဲ့ဒီအခွေဒီအပေါ်မှာသိမ်းဆည်းခဲ့ပါတယ် ီတော့ဂျိုသားတွေကဒီပုံတွေကိုကြည့်ကျင်နေဆိုရင်ဒီလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုပြောင်းပြန်ပြန်လုပ်ရပါမယ်။ဆိုလိုတာကတော့အသံဖိုင်အနေနဲ့တင်ထားတဲ့ data တွေကိုရုပ်ပုံတွေအနေနဲ့ပြန်ပြီးပြောင်းလဲရမှာပါ။ဒါကိုဘယ်လိုလုပ်မှာလဲ။ဒါနဲ့ပတ်သက်တဲ့ညွှန်ကြားချက်တွေက Interstellar စာရေးပေါ်မှာရေးသားထားပါတယ်။မိတ်ဆွေတို့နားလည်နိုင်မလားကြည့်ကြည့်လိုက်ပါ။ဒီနည်းပညာကအရန်ကမှရှုပ်ထွေးလွန်းလာကြဒီအကြောင်းကိုပြောဖို့ဆိုရင်နောက်ထပ် video တစ်ခုထပ်လုပ်မှလုံလောက်ပါလိမ့်မယ်။ဒါကြောင့်ရှိကူပဲကျွန်တော်တို့ဆက်သွားလိုက်ရအောင်။မိတ်ဆွေတို့ကိုရွှေအောင်တပြားထဲမှာပါတဲ့အချက်လက်တွေကိုပြပါမယ်။ ဒီတပြားတွေကရုပ်ပုံ135ပုံကိုဖော်ထုတ်လိုက်နိုင်ပြီဆိုတာနဲ့ဒါကပထမဦးဆုံးပုံအနေနဲ့ပေါ်လာမှာပါအဝန်ဒီကြနဲ့အပြည့်အောင်ဆက်ဝိုင်းတဝိုင်းမှာဒီပုံကရိုးရိုးအပြူမဲ့ဓာတ်ပုံတစ်ပုံဖြစ်ပြီးတော့သူ့မှာရည်ရွယ်ချက်တစ်ခုရှိပါတယ်ပထမကဒီဇာဝိုင်းကတပြားရဲ့ပုံစံကိုကူစားပြုသလိုဝက်စာကိုတရားဖော်နိုင်တယ်ဆိုတဲ့သဘောကိုလည်းတရားရှိပါတယ်ပြီးတော့သူတို့ကအခြေခံသင်ကြားသဘောတရားတွေရူပဗေဒအချက်တွေ quantity definition စသဖြင့်ဒီအကြောင်းအရာတွေရဲ့ဓာတ်ပုံတွေပေါ်လာပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့နေအပွဲစည်းကြီးရဲ့အခြေအဝန်နဲ့ပတ်သက်တဲ့ဓာတ်ပုံနှစ်ပုံဒီထဲမှာနေလုံးကြီး လူတို့အပါအဝင်ဂျိုကိုလုံးရဲ့ပုံလေးလည်းပါဝင်ပါတယ်ဒီနောက်မှာကျွန်တော်တို့နေဖွဲ့စည်းကြီးထဲမှာရှိတဲ့အရာဝတ္ထုတွေတခုချင်းစီရဲ့ပုံတွေကိုမြင်ရပါလိမ့်မယ်မာဂျူရီမတ်စ်ကဘာပြီးတော့ဂျူပီတာစသဖြင့်ပေါ့တချို့ပုံတွေမှာကရှင်ပြဇက်လိုမျိုးပုံစံတွေဥပမာအသင်္ချာလက္ခဏာတွေတို့မဟုတ်ဓာတုဗေဒဖော်မြူလာတွေပါဝင်ပါတယ်ဥပမာပြောရရင်ဒီတဲ့ပုံကိုအီဂျစ်ပင်လယ်နီစီနိုင်းရေလက်ကျားနဲ့နိုင်မြေလို့ခေါင်းစက်ထားပါတယ်ဒီထဲမှာကဘာကြီးရဲ့ပတ်ဝန်းကျင်အခြေအနေနဲ့လေတုအခြေအနေကိုလည်းထည့်ပြီးဖော်ပြထားပါတယ် ဘုံရဲ့အပေါ်ကစာထဲမှာကျွန်တော်တို့ရဲ့လေလူတွေကနီထရိုဂျင်ပါဝင်မှုနှုန်း88ရာခိုင်နှုန်းရှိကြောင်းကို N2 78 by 100လို့ဖော်ပြထားပါတယ်။ဒီထဲမှာတချို့ဓာတုပိဒါဒရက်စင်ကြီးရဲ့ model တွေကလည်းပါဝင်ပါတယ်။ဥပမာ hydrogen carbon oxygen phosphorus စသဖြင့်ဒီဓာတုပိဒါဒရက်စင်တွေကကျွန်တော်တို့ရဲ့အသက်တွေကိုကိုးစားပြုပါတယ်။ပြီးတော့ကျွန်တော်တို့ရဲ့ DNA ဖွဲ့စည်းတိစောက်ပုံကိုဖော်ပြထားတဲ့ဓာတ်ပုံနှုန်းပုံပါဝင်ပြီးတော့မျိုးပိစအချက်လက်ကူပြောင်းခြင်းအကြောင်းကိုရှင်းပြထားပါတယ်။ဒါအသက်ရှိတိုင်းမှာပြည့်လည်ရှိတဲ့အကြောင်းအရာတစ်ခုပါ။ ဒီပုံကတော့ microscope အစဉ် cell တွေနဲ့သူတို့ရဲ့ကွဲပြားမှုကိုပြသပေးပါတယ်ဒီနောက်မှာတော့လူသားတွေရဲ့ဘဝကိုပုံဖော်တဲ့ရုပ်ပုံ20ပါဝင်ပါတယ်တချို့သောဓာတ်ပုံတွေကလူသားတွေရဲ့လုံဆောင်နိုင်စွမ်းကိုလည်းပေါ်ပြထားပါတယ်ဥပမာကျွန်တော်တို့ရဲ့ပါဇက်ကိုသုံးပြီးတော့စားတယ်တောက်တယ်ရှာနေရက်တယ်စသဖြင့်ပေါ့ဒီပြင်ကမှာတို့ကတရုတ်နိုင်ငံကမဟာဒဏ္ဍာရီ Taj Mahal စားရတဲ့ပုံတွေကိုလည်းထည့်သွင်းခဲ့ပါသေးတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီပုံတွေအားလုံးမှာလူသားတွေမကောင်းတဲ့အချက်ကိုပြနေတဲ့ပုံတစ်ပုံမှမပါပါဘူးပြိပခါတွေကဘာစစ်ပွဲတွေတို့မဟုတ်စစ်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတစ်ခုမှအထည်သွင်းမထားပါဘူး ီတက်ပုံတွေကလူသားတွေရဲ့မျှော်လင့်ချက်တွေနဲ့အကောင်းတဲ့ဘက်အချမ်းကိုပဲပြသထားပါတယ်။ပြောရရင်လူသားတွေရဲ့စံတမ်းမှတ်ချက်တွေပေါ့။ဒီအကြောင်းကို1998ခုနှစ်ကထရရှိခဲ့တဲ့ Mammas of Arts ရဲ့ဆောင်းတစ်ခုမှာစာရေးသူစေကန်ကရေးသားခဲ့တာပါ။ဒီနေရာမှာအကြီးဆုံးမိကွန်းကတော့ဖွေရစာယူတဲ့ကဗက်ဒစင်းကဂျူသားတွေနဲ့တကယ်တွေ့သွားခဲ့တာလေ။တကယ်လို့ဒီရင်တွေကဂျူသားတွေစီကိုရောက်သွားခဲ့ရင်တော့ကျွန်တော်တို့ထည့်ပေးလိုက်တဲ့သတင်းစကားတွေကိုနားလည်ဖို့ငြိမ်မိပါမလား။မိတ်ဆွေတို့ကဘယ်လိုထင်ပါသလဲ? comment လေးရေးသွားပေးခဲ့ပါဦး။ အခုလောလောဆယ်မှာတော့ Voyager 1အာဂါသယာဉ်ကတနအိကိုကီလိုမီတာ6198ရုံးနဲ့သွားနေပါတယ်အကြမ်းပြပြယာဉ်ကလက်ရှိမှာကမ္ဘာကြီးရဲ့25ဘီလီယံကီလိုမီတာအကွာအဝေး Interstellar အာဂါသကြီးရဲ့အတွင်းနဲ့ကူရောက်ရှိနေပြီဖြစ်ပါတယ်ကံမကောင်းတာကတော့ဒီယာဉ်ကဒီတက်ပူပြီးလေပတ်နိုင်စွမ်းရှိတော့မှာမဟုတ်ပါဘူးသူရဲ့ဆွမ်းရည်ယာဉ်ကတပိပိနဲ့ကုန်ဆုံးနေပါပြီသိပ္ပံပညာရှင်ရဲ့ခံမှန်းချက်အရ2025ခုနှစ်မှာဒီယာဉ်ကလုံးဝဆွမ်းရည်ကုန်ဆုံးသွားပါလိမ့်မယ်ဒါကကျွန်တော်ကြားကဆက်သွယ်မှုကိုပြတ်တော့သွားစီမှာဆိုပေမဲ့ ရှင်ဘောကရွှေအောင်တပြားကတော့ပြည့်စည်တော့မှာမဟုတ်ပါဘူး။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။တကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိမယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါ။မိတ်ဆွေတို့မှတ်သားခဲ့ရတဲ့အကြောင်းအရာတွေအတွေ့အကြုံကိုလည်းမျှဝေပေးခဲ့ပါဦး။ကျွန်တော်တို့ channel က comment တိုင်းကိုဖတ်ကြည့်ပါရခင်ဗျာ။တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Double Power မြန်မာ channel လေးကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေ။ကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ community မှာတစ်စိတ်တစ်ပိုင်းနေနဲ့ပါဝင်လို့ရပြီဆိုတာကိုသတင်းပေးပါရစေ။အစောနေ့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။